ကူရိုနဲ့လူဖီဘလို့အဆုံးသတ်မလဲအပိုင်းစားခွင့်ရဲ့အဆောင်မှာတော့နောက်ကြောင်းပြန်တိုက်ခွက်နဲ့ဂလဟာရောဟာလူဖီကိုစတင်တိုက်ခိုက်လိုက်ပါတယ်လူဖီဟာတိုက်ခွက်တွေကိုမှတ်ထားပြီးသူ့ရဲ့ရောဘာဆွမ်းနဲ့ထိန်းချုပ်ထားလိုက်ပါတယ်ဂျင်းနဲ့ကြက်ထဲရောက်နေပြီးကူရိုဟာပြန်ခုခံလို့မရပါဘူးဗီလန်တို့များတွေကလည်းသူတို့မသိနိုင်တော့ဘူးဆိုပြီးကူရိုကိုစမုံတုံးသွားအောင်အမုံကျိတ်ဖို့အားပေးလိုက်ပါတယ်ဒီလိုနဲ့လူဖီဟာသူ့ရဲ့ကောင်းကြီးဗီလန်တို့များတွေစီရှေးထွက်လာပြီးဘသူစီကောင်းမှမြောက်စားရမလို့ခြင်းဘူးလို့လက်ပြလွှင့်မတက်အော်ပြောလိုက်ပါတယ် တစ်ဖက်မှာကာရာကိုတည်တန်းစာရေးခိုင်းပြီးဂျန်ဂိုဟာတပ်ပစ်ဖို့လုပ်နေတဲ့အချိန်မှာပဲဇိုရိုရောက်လာခဲ့တာပါ။ဂွေနီရဲ့တစ်ပင်လေးကိုဇိုရိုဒါဆွမ်းနဲ့ရှင်းလင်းခဲ့ပြီးပြစ်ကွင်းနဲ့လဲရောက်ရောဥဆုပ်ကလီဝဆွမ်းနီကိုထုတ်သုံးပြီးဂျန်ကိုကိုဆော့ဘလော့ဒီချလိုက်ပါတယ်။တစ်ဖက်မှာလည်းကူရိုကိုလူဖီကတိုက်ခိုက်လို့မရအောင်သူ့ရဲ့ရောဘာလက်ကြီးနှစ်ဖက်နဲ့ထိန်းချုပ်ထားပြီးကူရိုကလည်းအခက်တွေ့နေပါတယ်။အငိုင်းမိနေတဲ့ကူရိုလည်းလူဖီကောင်းနဲ့အချိန်ပြင်းပြင်းတိုက်ချလိုက်တော့ဂျယ်ရီလာရီမြင်မိမိလဲတော့ပါတယ်။ ဗီလန်များတွေကလည်းရေတပ်ဖွဲ့ကတော့မနိုင်လို့ဖိမိန်တဝောင်ကြောက်ရတဲ့ကူရိုကိုလူဖီကဘလူနိုင်အောင်တိုက်ခိုက်သွားတာလဲဆိုတာအံ့ဩစွာကြည့်နေကြကြတာပါဒီလိုနဲ့တကောင်သားလူဖီဟာသူ့ရဲ့နာမည်ကမန်ဂီတီလူဖီဖြစ်ပြီးအရင်နာမည်ကူရိုကိုစွန့်လွတ်ပြီးဂလတ်ဟာရောလို့ယူကြကြောင်နာမည်နဲ့နေစရာလာလို့ပြောကာပင်လယ်တမျှတယောက်အတွက်နာမည်ကိုစွန့်လွတ်လိုက်တဲ့အချိန်ဟာတည်တဲ့အချိန်ပဲရှိရလို့ပြောလိုက်ပါတယ်။သူ့ကိုယ်သူလည်းနောက်တစ်ချိန်ပင်လယ်တမျှပြင်ဖြစ်လာမယ်လို့အော်ပြောလိုက်ပါတယ်။လူဖီလည်းဂလတ်ဟာရောကိုပင်လယ်တမျှတွေစီပစ်ပေးပြီးသူ့ကိုဒီကျုံးပေါ်ကအမြန်ခေါ်သွားကြဒီဘွားကိုလည်းဘယ်တော့မှဒုက္ခလာမပေးနဲ့လို့ပြောလိုက်ပါတယ်။ နောက်ထပ်တစ်ချိန်လဲရွာကိုပြန်မလာဖို့အတွက်အော်ပြောလိုက်ပြီးပင်လယ်ဓားတွေကလည်းဖနှောင်းနဲ့တင်မာတသားရဲဖြစ်အောင်ပြေးသွားတော့တယ်။လူဗီကတိုက်ပွဲလဲပြီးရောနာမီသူနားကိုရောက်လာခဲ့ပြီးအာဘီစကားပြောမယ့်အလုံးမှာပဲလဲကျသွားခဲ့ပြီးခြေကုံလက်ပန်းကျသွားတာပါ။ဦးစုပ်နဲ့ကလေးတွေကလည်းစကားစမိပြောနေကြပြီးအခုလိုဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုနှုတ်လုံးလုံးထားဖို့ရွာတွေကလူတွေကိုပြန်မပြောဖို့မှကြားနေပါတယ်။ကလေးတွေကလည်းဘာလို့ပြန်မပြောရမှာလဲ။အဲ့ဒါသူတို့အတွက်အောင်နိုင်တဲ့ပွဲကြီးပဲလို့ပြန်မိလိုက်ပါတယ်။ ကာရာကလည်းရွာကလူတွေထိန်းသွားနေတဲ့ကိစ္စကိုရှင်းပြမရမယ်လို့ပြန်ပြောလိုက်ပြီးဦးစုပ်ကသူ့ကြောင့်ရွာကသူတွေထိတ်လန့်သွားမှာကိုမလိုအပ်ဘူးမကြောက်စေချင်ဘူးလို့ပြောလိုက်ပါတယ်။သူပြောတဲ့စကားတိုင်းကအရင်ကလိုပဲအခြေအမြင်မရှိပဲအလိညာတွေပဲဆက်ရှိနေရမယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့အားလုံးဟာဦးစုပ်ပြောသလိုစကားတွေကိုလှည့်ဝတ်ပေးဖို့သဘောတူလိုက်ပါတယ်။တဖက်ကရွာရင်းမှာတော့ဦးစုပြောက်မလာလို့မျှော်နေကြတဲ့သူတွေတန်းစီနေပါရီဦးစုရောက်မလာတော့မနေ့ကသူတို့လက်လွန်ခဲ့တာတွေကိုသတိရပြီးတေးများသွားမလားဆိုတာကိုစိုးရိမ်နေတာပါ ဒီလိုနဲ့ဦးစုဘာလူဖီရိုစီရောက်လာခဲ့ပြီးသူ့မှာလုံရမယ့်လုပ်တစ်ခုရှိနေသေးတယ်လို့ပြောပြီးကလေးတွေစီကိုသွားခဲ့ပါတယ်။ဦးစုဘာကပတိန်တယောက်ရဲ့အမှုချက်အနေနဲ့သူတို့ဦးစုပင်နယ်တမျှအဖွဲ့အတွက်ဒီတိုက်ပွဲကြီးဟာအကြီးအကျယ်ဆုံးနဲ့နိုင်ရှင်လုံးမြောက်အောင်မြင့်မြတ်တဲ့တိုက်ပွဲကြီးတစ်ခုလို့ဆိုပါတယ်။သူဟာပင်လယ်ပြင်ကိုတယောက်တည်းသွားပြီးတကယ်ပင်လယ်တမျှအစစ်ဖြစ်ရမယ်လို့ကြွေးကြော်ပြီးလူဖီတို့သူရဲကောင်းတွေကြောင့်ဒီတက်တီတွေရခဲ့တယ်လို့ဆိုပါတယ်။ကလေးတွေကိုသူကရွာကနေတိတ်တိတ်လေးထွက်သွားတော့မှဖြစ်တော့မို့သူအစားရွာကားသူတွေကိုနှုတ်ဆက်ခိုင်းနေပါတယ်။ ကလေးတွေကိုလည်းသူနဲ့ဒီနေ့လေးမှာပထမဆုံးစားတွေ့ခဲ့ကြတာမလားလို့ပြောပြီးအရင်တိတ်ကိုလွမ်းဆွနေပါရီကလေးတွေကိုလည်းသူတို့ရဲ့အိမ်မက်နဲ့ရီမန်းချက်တွေကိုမေးပြီးဒါတွေကိုတစ်သက်လုံးလက်ကင်ထားဖို့ပြောနေတာပါ မျက်ရည်တွေလည်းစီးကြနေပြီဒီနေ့ဟာဦးစိုးပင်နဲ့တမယအဖွဲ့ကြီးတရားဝင်ပိတ်သိမ်းလိုက်ပြီလို့ဆိုလိုက်ပါရီ တစ်ဖက်မှာလည်းလူဖီတို့ကအစားအသောက်တွေစားနေရင်ပြန်တော့မယ်လို့မှသူတို့စပွဲရှိကိုကာရာကရောက်လာခဲ့ပြီးသူမနေမကောင်းတာနဲ့ခဏနားလိုက်တာတသက်သွားကြောင်ပြောပြီးသူမနဲ့ရွာကလူတွေကိုဓမြရီလက်ထဲကနေကယ်ပေးလို့ဂျေဇုတင်စကားပြောနေခဲ့တာဖြစ်ပါတယ်လူဖီတို့ကလည်းဂျေဇုတင်လို့လက်ဆောင်တစ်ခုစီစဉ်ပေးထားကြောင်ပြောပြခဲ့တာဖြစ်ပါတယ်တစ်ဖက်မှာလည်းဥစုပ်ဟာအထုပ်ပိုးတွေပြင်ပြီးပင်လယ်ပြင်ကိုတယောက်တည်းထွက်ဖို့ဟန်ပြနေပါတယ်တရွေအထုပ်ကြီးဟာအိမ်တကားနဲ့ကြက်နေတာမို့ထွက်မရဖြစ်နေတာပါဝင်းနေအောင်မမြတယ်လို့ဖြစ်ပြီးမယားမကအထုပ်ကိုအတင်းဆွဲလိုက်ရောသူပါအထုပ်ကြီးနဲ့လိမ့်စင်းသွားတာဖြစ်ပါတယ် ဒီလိုနဲ့ကန်းဆောင်မှာကာရာလက်ဆောင်ပေးမှာလှေကြီးဖြစ်တော့လူဖီတို့ကပြောသွားပြီးတင်းမော့ရဲ့အမိဟာလည်း Golden Mary ဖြစ်ကြောင်း Captain Mary ကပြောပြနေခဲ့တာဖြစ်ပါတယ်။ဘိုင်ရှင်သိစီရောက်တော့မှာဖြစ်တာမို့တင်းမော့ကြီးအကြောင်းကိုလူဖီတို့ကပြောပြနေတာဖြစ်ပါတယ်။ဒီမော်ကြီးဟာရိုးရိုးဒီဇယ်နဲ့မောင်းလို့ရကြောင်းနဲ့ခကြီးလမ်းမှာတစ်ခုခုဆိုရင်အလွယ်တကူရက်နေနိုင်ကြောင်းမှာအသေးစိတ်ကြကြလေးပြောပြထားခဲ့တာဖြစ်ပါရည်။ရိုးရရင်ကျေးမှုတွေနဲ့ပြည့်နေပြီးလူဖီတို့လည်းစိတ်ဝင်စားနေချိန်မှာအထောက်ကြီးနဲ့တောင်ပေါ်ကနေလိန်ဆင်းလာတဲ့ဥစုပါလိန်ဆင်းလာတာကိုတွေ့လိုက်ရပါရည်။ဇိုရိုကတားမယ်လို့ချက်ပြပြီးလူဖီကိုပြောလိုက်ပါရည်။ အထုပ်ကြီးဟာရည်စလားမြောင်းကြီးအတိုင်းပင်နယ်ဘက်ကိုလိမ့်လာတော့လူဖီရိုနဲ့တွေ့သွားပါတယ်။အချိန်နဲ့ထိုးဆင်းလာတော့မှုဥဆုပ်ကိုလူဖီနဲ့ဆိုတော့ခြေထောက်နဲ့တားပစ်လိုက်ပါတယ်။မျက်နှာကိုတဲတဲ့ကံမီရက်သားဖြစ်လို့မအီမသားနဲ့ဂျေဆုတင်စကားပြောလိုက်ပါတယ်။ဒီလိုနဲ့သူဟာကာရာကိုသူပင်လယ်ပြင်ကိုထွက်သွားရမယ့်အကြောင်းပြောပြီးသူရဲ့ရည်မှန်းချက်ဖြစ်တဲ့ပင်လယ်တမျှကောင်းတယောက်ဖြစ်ပြန်လာခဲ့မယ်လို့ပြောပြနေတာဖြစ်ပါတယ်။ကာရာကလည်းဥဆုပ်တယောက်သူဆုံးဖြတ်ချက်ကိုမပြေမသီးလို့မတားတော့ဘူးလို့ပြောနေပါတယ်။ ။ဦးစုပ်ကတော့သူ့ရဲ့ရွာထဲမှာပြောနေကြခီးသွားပုံမြင်နေတဲ့ပို့ပြီးတော့လိန်ညာရဲလို့ထင်ရလောက်မဲ့ပုံမြင်နေတဲ့တကယ်ဖြစ်ရမှန်တွေကိုသာပြောပြမယ်လို့ကြွေးကြော်နေခဲ့ပါရီ။ဒီလိုပြောနေတော့လူဖီဟာဦးစုပ်ကိုလှမ်းပြောလိုက်ပါရီ။သူတို့ဟာအဖွဲ့ဝင်တွေဖြစ်တာကြောင့်ခွဲခွာမရတော့ဘူး။သူတို့နဲ့အတူလိုက်ခဲ့ဖို့အတွက်ပြောပါရီ။ဥစုပ်ကလည်းဂိုရမ်မယ်ရီတင်မောကြီးအောက်ကနေကြည့်ပြီးသူ့ကိုအတူခေါ်ရာဟာတင်မောကပတိန်လောက်ခိုင်းမှုလားဆိုပြီးမျက်ဝင်းထဲမှာလင်းလက်သွားကပျော်ရမလို့ငိုရမလို့ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့သူ့ကိုကပ်ပလိန်လောက်ခိုင်းတာလားလို့သိချမိပြီးကောက်ခုံကဒေမောကြီးဘော်ကိုတက်ခဲ့ပါတယ်။ဒေမောဘော်လည်းရောက်ရောအဖွဲ့ဝင်တွေဒေမောတေကြီးနဲ့ပင်လယ်ပြင်ခီးချန်းစီကိုရွှေ့လွှင့်ခဲ့ကြပါတော့တယ်။ရှိမှလမ်းကြမ်းနေရှိတဲ့ဆိုပေမဲ့လူဖီရိုဟာအကောင်းဆုံးရင်ဆိုင်နိုင်မှာဖြစ်ပြီးအားလုံးဟာတယောက်တစ်မျိုးထူးချွန်နေကြတဲ့လူထူးဆန်းလေးတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ကာရာဟာအသင်းမကြီးထွက်သွားတာကိုရက်ကျင်နေခဲ့ပြီးစိတ်ထဲမှာဝမ်းနည်းနေပါတယ်။ဒါကြမိမဲ့ဒါလို့မရတဲ့အခြေအနေကြောင့်မယ်ရီကိုလိန်ပြောလိုက်ရတာဟာနာကျင်ရတယ်လို့မယ်ရီကိုပြောပြနေခဲ့ပါတယ်။မယ်ရီကလည်းကာရာကိုဥစုပြည့်ငယ်ဘဝအကြောင်းကိုပြောပြပါတယ်။ ။ဥဇုပြည့်ငွေဘဝခက်ခဲပုံတွေနဲ့ဂျန်နမ်ပုံတွေကိုပြောပြပေးခဲ့ပါတယ်။ဥဇုပြည့်အဖေဟာပင်လယ်ဓားများတယောက်ဖြစ်ပြီးရွာကနေထွက်သွားပြီးတဲ့အချိန်မှာပဲသူ့ရဲ့မိကွဲလွန်ခဲ့တာဖြစ်ပါတယ်။ဥဇုဘာသူ့အမိမာခဲ့တဲ့ရဲရဲနဲ့ကပ္ပတိန်တယောက်အဖြစ်ယူသွခဲ့ပြီးအဲ့ဒီချိန်တွေကပင်လယ်ဓားများယူယူနေတဲ့သူဖြစ်ပါတယ်။ရွာရင်းမှာလည်းပင်လယ်ဓားများတွေလာပြီးသူ့အဖေလည်းပင်လယ်ဓားများတင်မောကြီးစီးပြီးပြန်လာနေပြီလို့ယူကြောင်မူကြောင်နေအောင်နေခဲ့တာလို့မယ်ရီကအကြောင်းဆုံးပြောပြပေးခဲ့တာဖြစ်ပါတယ်။ ဦးစုပ်ဘာသနာစရာကောင်းပြီသူ့ရဲ့မိဟာသူ့အဖေပြန်လာနိုးနိုးစိတ်နဲ့ဆုံးသွားတာတော့မှဘေးနဲ့တမျှတွေလာပြီးရွာလေးကိုဝင်လာပြီးဆိုပြီးအယူတယောက်လိုရှောက်အော်နေကြတာဖြစ်ပါလေရွာသားတွေကလည်းဦးစုပ်ဖြောက်ပြောနေတာကိုရွာလေးကသူတွေတိတ်အေးမလို့တော့ပဲသူ့ရဲ့စကားတိုင်းဟာမျှော်လင့်ချက်တွေပါနေလို့သနားနေကြတာလည်းဖြစ်ပါလေဒါကြောင့်ဦးစုပ်ဘာသူနဲ့ဘဝတူဖြစ်တဲ့ကာရာကိုပြစ်မှထားပဲစောင့်ရှောက်ပေးကြတာလည်းဖြစ်ပါလေအငယ်ကလေးကဦးစုပ်နဲ့အတူရှိလာတဲ့တန်ရောစီဟာအခုဒီရွယ်ကြီးကြမှဘလောက်တောင်မှခွဲခွာရမလဲဆိုပြီးကြောက်နေခဲ့တဲ့ကာရာရဲ့စိတ်ခံစားချက်လေးကိုတွေ့မြင်နေရပါတယ် လူစိုးရိဖမ်းတုံးကလည်းသူ့မှာရှိတဲ့အားလေးနဲ့ကာရော့ကိုကယ်တင်ခဲ့ပြီးလူစောင်းကောင်းတွေလိုလည်းချီးကျူးနေကြတာဖြစ်ပါရီကာရော့ဟာလည်းသူ့မရဲ့ပြောညံ့မှုတွေကိုဖျောက်ပြစ်ရမယ်ဆိုပြီးဥဆုပ်လိုမျိုးချမ်းခိုင်နေရမယ်လို့ပြောတာမိုတီရီရကသူ့မဝါသနာပါရီဆရာဝန်တယောက်မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးကြံရွယ်လိုက်ပါရီကလေးတွေကလည်းသူ့ကိုကပတန်ရဲ့ခြေရာတိုင်းလိုက်လို့မယ်ဆိုပြီးရည်ရွယ်ချက်ထားကသူတို့ကပတန်ထွက်သွားတဲ့ဒေမောကြီးကိုငေးမောနေရင်သူတို့ကပတန်ထွက်သွားကြပြီဆိုပြီးတောင်းတမ်းမကောင်နေကြည့်နေကချင်းချင်းပြောနေကြပါတယ် အိမ်ပြန်လမ်းမှာဦးစိုးပြတ်တက်တီတွေပါလာခဲ့ပြီးပျော်ရွှင်စွာရွာတွေကိုပြန်ဝင်လာခဲ့ကြတာလည်းဖြစ်ပါသေး။ပြည်နယ်သမားတွေရွာတွေဝင်လာပြီးဆိုပြီးပြောကပြန်ဝင်သွားကြပါတော့တယ်။နောက်တစ်ပိုင်းမှာဆောင်မြေကြည့်ရှုပေးကြပါအောင်ခင်ဗျာ။